လင်မယားကွာရှင်းရင်နှစ်နာကြီးရောကြီးတောင်းလို့ရပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာလောကန်ကတရားလွတ်တော်ရှင်တွေဥပအောင်ဆိုဖြစ်ပါတယ်ကျွန်တော်လောကန်အနေနဲ့အများပြည်သူသိထားတဲ့ဥပဒေအစီအစဉ်များကိုရှင်းလင်းပြဝေရဲ့ပြပါတယ်အဲ့တော့ကျွန်တော်လော်ဖန်ကိုမေးမြန်းထားတဲ့ online မေးခွန်းလေးတစ်ခုနဲ့ဆွေးနွေးမျှဝေပေးခြင်းပါတယ် မိကွန်လေးကတော့အမျိုးသမီးဘက်ကနေပြတော့မှမင်းမြတ်ထားတဲ့မိကွန်ဖြစ်တယ်ပေါ့နော်မိကွန်ကိုအတူချုပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်မိဘတွေမသိပဲနဲ့ဥသဘောတူလက်မှတ်ရေးထိုးထားကြတယ်ပေါ့နော်အတူတော့မနေဘူးတဲ့အဲချိန်တန်လို့အစဉ်ပြေလို့ရှိရင်နှစ်ဖက်မိဘတွေကိုပြောပြီးတော့မှလက်ထပ်ဖို့အတွက်ရည်ရွယ်ထားကြတယ်ပေါ့နော်လက်မှတ်ထိုးထားတာကတော့တစ်နှစ်ကျော်ပြီတဲ့ခုစကားများတိုင်းသူ့ဘက်ကနေပြီးတော့ပြတ်မယ်လို့ပြောနေလို့ပေါ့နော်စိတ်ကအယမ်းတူရတယ်တဲ့ ဒါကြောင့်မလို့ရောကြီးတောင်းလို့ရသလားပေါ့နော်မိန်းကလေးဘက်ကနင့်လာလို့ပါလို့မေးထားပါတယ်အဲ့တော့သူမိခွန်းအရာဆိုလို့ရှိရင်ခွာရှင်းမယ်ဆိုရင်ရောကြီးတောင်းလို့ရသလားနင့်လာကြီးတောင်းလို့ရသလားလို့မေးမြန်းထားခြင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့မိခွန်းမှာကဘယ်ဘာသာဝင် ဖြစ်တယ်ဆိုတာကမပါဘူးမြန်မာဗုဒ္ဓဘာသာဝင် ဖြစ်တယ်လို့ယူဆပြီးတော့မြန်မာလေထုံနာဥပရေယဖြေကြပေးမယ်ပေါ့နော်အဲ့တော့မြန်မာဗုဒ္ဓဘာသာဝင်နေအနေနဲ့လင်မယားခွာရှင်းမယ်ဆိုလို့ရှိရင်ဥပဒေကြောင်းအရာပေါ့နော် နဲ့နာကြီးတို့ယော်ကြီးတို့တောင်းလို့မရပါဘူးလင်မယားနှစ်ဦးပိုင်တဲ့ပစ္စည်းရှိမယ်ဆိုလို့ရှိရင်တော့လင်မယားနှစ်ဦးပိုင်ပစ္စည်းကို ခွဲဝေပေးဖို့အတွက်ပဲတောင်းဆိုခွင့်ရှိတာပေါ့နော်အဲ့တော့နဲ့နာကြီးတို့ယော်ကြီးတို့ဆိုတာကလင်မယားအရာမမြောက်ခင်ပေါ့မျိုးသားတူဟာအမျိုးသမီးတူကို ထိမ်းမြလက်ထက်ယူပါမယ်လို့ဂတိပြုပြီးတော့မှကာမကိုရယူခဲ့တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာထိမ်းမြလက်ထက်ဖို့ရန်ပြက်ကွက်မယ်ဆိုမှယောဂျေးတို့နဲ့နာဂျေးတို့ကို တောက်ခတ်နိုင်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့လင်မယားအရာမြောက်ခဲ့ပြီးသွားပြီအဲ့လိုမြောက်ခဲ့ပြီးနောက်ပိုင်းမှာမှ ပြန်ကွာရှင်းမယ်ဆိုလို့ရှိရင်ဥပဒေကြောင်းအရာ ရော်ကြီးတို့နင့်နာကြီးတို့တောက်ခတ်ခွင့်မရှိဘူးလင်မယားဥပိုင်ပစ္စည်းရှိမှသာလေအဲ့ဒီပစ္စည်းကိုခွဲဝေပေးဖို့ဆွဲဆိုရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်မြတ်ဗုဒ္ဓဘာသာဝင်လင်မယားတွေအနေနဲ့ဥပဒေကြောင်းအရာ ခွာရှင်းမယ်ဆိုလို့ရှိရင် ရောကြီးတို့နဲ့နာကြီးတို့တောင်းလို့မရပဲねလင်မယားဥပိုင် ပစ္စည်းရှိမှသာလင်ခွဲဝေလို့ရမယ်ဆိုတဲ့အကြောင်းအရာလေးနဲ့ဆွေးနွေးဖြေကြားပေးလိုက်ရပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်